်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအုပ်ဆုံးပြန်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါလေတည်ခြင်းတရားကိုရင်ဆိုင်ရသည့်ပုဂ္ဂိုလ်၃ဦးနှင့်ဆိုတဲ့ကောင်းစဉ်နဲ့လုကာအခန်းကြီး23အငယ် 34ကနေ49ကိုဆင်ခြင်သွားခြင်းပါလေယေရှုကလည်းအိုအဘသူတို့ဤအပြစ်ကိုလွတ်တော်မူပါသူတို့ဒီကို ပြုသောအမှုကိုမတိကြဟုမှတ်ဆိုတော်မူ၏အဝတ်တော်ကိုလည်းစည်ရည်တန်ချ၍ဝေဖန်ကြ၏လူများတို့သည်လည်းကြည်ရှုလျက်ယက်နေကြ၏သူတို့နှင့်အတူမင်းအရာရှိတို့ကဤသူသည် သူတပါးတို့ကိုကဲ့တင်တတ်၏ခရစ်တော်သည်ဟူသောဖျားသခင်ရွေးချယ်တော်မူသောသူမှန်လျင် ကိုကိုကဲ့တင်ပါလေစေဟု၍ပြည့်ရဲပြုကြ၏စစ်သူရဲတို့သည်လည်းလာ၍ပုံးရီကိုကပ်ပီးလျက်တင်သည်ယုဒရှင်ဘရင်မှန်လျင်ကိုကိုကဲ့တင်လောဟု၍ပြည့်ရဲပြုလျက်ဆိုကြ၏ကောင်းတော်ပေါ်မှာတက်၍အပြစ်ဖော်ပြသောကပီးလိပ်စာချက်ဟုမူကားဤသူသည်ယုဒရှင်ဘရင်ပေတီဟုဖြေပြဲပါတာဟေလတဘာတာယောမဘာတာအဖျင်ရေး၍ကောင်းတော်ပေါ်မှာတက်တည်း ဆွဲထားသောလူစုနှစ်ယောက်တွင်တစ်ယောက်ကသင်သည် ခရစ်တော်မှန်လင်ကိုကို၎င်းငါတို့ကို၎င်းကဲ့တင်လောဟုကိုတော်ကိုကဲ့ရဲ့၍ဆိုလေ၏တယောက်မူကားမိမိအဖော်ကိုဆုံးမ၍သင်သည်ဤသူနည်းတူအပြစ်ဒဏ်ခံရပြင်ဘုရားသခင်ကိုမကြောက်တလောငါတို့သည်ကိုပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍တရားသဖြင့်ခံရကြ၏ဤသူမူကားအဘယ်အပြစ်ကိုများမပြုဟုဆိုပြီးလျှင် ခင်ကိုရောတီနိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မေ့တော်မူပါဟုယေရှုကိုရှောက်ဆို၏ယေရှုကလည်းငါအမှန်ဆိုသည်ကားယနေ့တွင် သင်သည်ငါနှင့်အတူပရဒိတုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏ထိုအချိန်သည်မွန်းတဲ့အချိန်လောက်ဖြစ်၍သုံးချက်တီးအချိန်တိုင်အောင်မြေတပြင်လုံး၌မောင်မိုက်အတိဖြစ်လေ၏ဤအယံကွယ်ပြောက်လေ၏ ဗိမှန်တော်ဤကလကာသည်နှပြကွဲလေ၏ယေရှုသည်လည်းကြီးသောအတန်နှင့်ကြွေးကြော်တော်မူပြီးလင်အိုအဘအကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုရောလက်၌အကျွန်ုပ်အပ်ပါ၏ဟုမိန့်တော်မူလျက်အသက်ချုပ်တော်မူ၏ထိုအချင်းအရာတို့ကိုတတ်မှုသည်မြင်လင်စင်စစ်ဤသူသည်ဖြောက်မတ်တော်သူမှန်ပေ၏ဟုဆို၍ဘုရားသခင်ကိုချီးမွမ်းလေ၏ထိုအမှုကိုအကြည့်အရှုလာတော်သူအပေါင်းတို့သည် ထိုအချင်းအရာကိုမြင်လျင် ယင်ဘက်ကိုခတ်၍ပြန်သွားကြ၏ဂါလိလဲပြည်မှနောက်တော်သို့လိုက်လာသောမိမတို့နှင့်ကိုတော်ကိုတိကျွမ်းသောသူအပေါင်းတို့သည်လည်းအဝေးကကြည့်ရှု၍ရက်နေကြ၏ဒီအထက်မှာလူဆိုးနှစ်ယောက်ကသခင်ယေရှုခရစ်တော်နဲ့အတူမိမိတို့နဲ့သက်ဆိုင်တဲ့လဝါကတိုင်အပေါ်မှာတည်ခြင်းတရားကို အတူတူ ရင်ဆိုင်ခဲ့ကြရပါတယ် လူစုနှစ်ယောက်ကသူတို့နဲ့သက်ဆိုင်တဲ့အပြစ်တွေကြောင့်တော့ဝါကတိုင်မှာအစီရင်ခံကြရတာဖြစ်ပေမဲ့တခင်ယေရှုကတော်ကတော့ယောဟန်အခန်းကြီး1အငယ်29မှာဆိုထားတဲ့အတိုင်းလောကသားတွေအားလုံးအပြစ်အတွက်သိုးတငယ်အပြစ်သူ့ရဲ့ကိုယ်ခန္ဓာကိုယစ်အပြစ်ပူဇော်ခံပြီးတော့လောကသားတွေကိုယ်စားသိခြင်းတရားကိုယဉ်ဆိုင်ရခြင်းပဲဖြစ်တယ်။လူစုနှစ်ယောက်ထဲကတယောက်ကတော့သူ့ရဲ့အပြစ်တွေအတွင်းလောကကတိုင်မှာသိခြင်းတရားကို ရင်ဆိုင်နေရတဲ့အချိန်ရောက်နေတာတောင်းသူဟာနောင်တလုံးဝမရသေးပါဘူးတခင်ယေရှုခရစ်တော်ကိုကဲ့ရဲ့တဲ့စကားကိုဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါပေမဲ့နောက်လူဆိုးတယောက်ကတော့သူ့အပြစ်တွေအတွဲသေခြင်းတရားကိုရင်ဆိုင်နေရတဲ့အချိန်မှာနောင်တရနေပါပြီဒါကြောင့်ငါတို့သေခြင်းတရားကိုရင်ဆိုင်နေရတဲ့အချိန်မှာငါတို့ကငါတို့အပြစ်ကြောင့်တရားသဖြင့်ခံရတယ်သခင်ယေရှုခရစ်တော်ကတော့ဘာအပြစ်မှမရှိဘူးအခုငါတို့ကိုတော့ need to တေခြင်းတရားကိုယဉ်ဆိုင်နေရချိန်မှာဘုရားသခင်ကိုမကြောက်ဘူးလားဆိုပြီးတော့တခြားလူစုတယောက်ကိုစုံမပါလေ။နောက်အဲ့ဒီနောင်တရတဲ့လူစုကပဲသခင်ကိုရောနိုင်ငံတော်တီလျက်ကြွလာတဲ့အခါမှာကျွန်ုပ်ကိုအောင်းမိတော်မူပါဆိုပြီးတော့ကိုရောကို တောင်းပန်ပါလေ။သခင်ယေရှုခရစ်တော်ကလည်းနောင်တရတဲ့အဲ့ဒီလူစုကိုအဲ့ဒီနေ့မှာပဲမင်းဟာငါနဲ့အတူပရတိတုဘုံမှာရှိလိမ့်မယ်ဆိုတဲ့ဂတိစကားကို ဆိုလိုက်ပါလေ။ သခင်ယေရှုခရစ်တော်ပြောခဲ့တဲ့တိဂတိစကားကတော့ဘလို့လူမျိုးပဲဖြစ်ပါစေကောင်းတဲ့သူပဲဖြစ်ဖြစ်ဆိုးတဲ့သူပဲဖြစ်ဖြစ်လောကမှာဘသူမှအပြစ်နဲ့မကင်းတဲ့အတွက်ကြောင့်နောင်တရကြဖို့ပဲဖြစ်တယ်။နောင်တရပြီးတော့ဘုရားသခင်ကသခင်ယေရှုခရစ်တော်အားဖြင့်အပြစ်ခွင့်လွှတ်ခြင်းနဲ့အတူကယ်တင်ခြင်းလမ်းကိုရောက်ရှိလာဖို့ပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ရဲ့နောင်တရတဲ့လူစုကိုပြောခဲ့တဲ့စကားကအမှန်တကယ်နောင်တရတဲ့သူတွေအလုံးနဲ့သက်ဆိုင်တဲ့ဂတိစကားပဲဖြစ်ပါတယ်။ လူစုနှစ်ယောက်တို့ကတော့သူတို့ရဲ့စိုးသွမ်းမိုက်မဲတဲ့ပြက်မှုတွေကြောင့်ဥပဒေအရလက်ဝါးကတိုင်မှာတေပြက်ကိုအစီရင်ခံခဲ့ကြရတယ်။တခင်ယေရှုခရစ်တော်ကတော့ အပြစ်လုံးဝမရှိပေမဲ့ကျွန်တော်တို့လူကအခန်းကြီး19အငယ်48လူကအခန်းကြီး22အငယ်1ကနေ2ကိုကြည့်မယ်ဆိုရင်ယေဘရဟိအကြီးတွေကျမ်းပြူစရာတွေလူအကြီးအကဲတွေကသခင်ယေရှုခရစ်တော်ကိုတတ်ချင်ခဲ့ကြတာပဲဖြစ်တယ် သူတို့တတ်ချင်တဲ့အတွက်ကြောင့်လည်းပဲအာနာရှိတဲ့ပြီးလက်မင်းနဲ့ဟေရိုမင်းတို့အားဖြင့်တတ်ခွင့်ကိုမရမကရှာပြီးတော့မင်းအမိတ်အာနာအားဖြင့်သခင်ယေရှုခရစ်တော်ကိုတတ်ခဲ့ကြတာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကိုတတ်ဖို့အမိတ်ပေးနိုင်တဲ့ပြီးလက်မင်းကလည်းပဲအပြစ်မရှိတဲ့သခင်ယေရှုခရစ်တော်ကိုလွတ်ချင်ခဲ့ပြီးမယ်လေ။လူတွေရဲ့ဖိအားကြောင့်ဘာရဘကိုလွတ်ပြီးတော့သခင်ယေရှုခရစ်တော်ကိုတတ်ခြင်းနဲ့သူတွေရက်လက်ထဲကိုအနံ့ခဲ့ပါလေ။ ဒါကိုလူကအခန်းကြီး23အငယ်73ငါးနေ25မှာတွေ့ရပါတယ်လူဆိုးနှယောက်နဲ့အတူ သခင်ယေရှုခရစ်တော်ဟာတဝါကတိုင်အပေါ်မှာပေခြင်းတရားကိုရင်ဆိုင်နေရတဲ့အချိန်မှာလဝါကတိုင်အောက်မှာလူတွေကအဲ့ဒီအဖြစ်အပျက်တွေကိုကြည်နေကြတယ်အဲ့ဒီအထဲမှာမင်းအရာရှိတွေပါတယ်သူတို့ကတော့သခင်ယေရှုခရစ်တော်ဟာသူတို့ဘာကိုကဲတင်တတ်ပေမဲ့လဲပရောဖက်ရွေးချယ်တဲ့ခရစ်တော်မှန်မယ်ဆိုရင် ကိုကိုကိုကဲတင်ပါလေစီဆိုပြီးတော့မှပြက်ရည်ပြုတ်တဲ့ကဲ့ရဲ့တဲ့စကားကို ပြောကြပါလေစစ်သူရဲတွေကလည်းယူတာရှင်ပြန်မှန်ရင်ကိုကိုကိုကဲတင်ပါဆိုပြီးတော့မှပြက်ရည်ပြုတ်ခဲ့ကြပါလေအဲ့ဒီအချိန်မှာယေရုရှလင်ဗိမာန်တော်မှာရှိတဲ့ကလကာကနှစ်ချမ်းကွဲသွားပါလေဒါကတော့အပြစ်ရှိတဲ့လူသားနဲ့ဘုရားသခင်တို့ရဲ့အကြာအပြစ်ကြောင့်အတားအဆီးဖြစ်တဲ့အရာကိုသခင်ယေရှုခရစ်တော်အားဖြင့်ဖယ်ရှားလိုက်ခြင်းအကြောင်းပဲဖြစ်တယ် တောင်းတရပြီးတော့သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းဘုရားသခင်နဲ့ပြန်လည်မိသားရဖွဲ့ခြင်းရတဲ့အကြောင်းပဲဖြစ်တယ်။ဒါကြောင့်ဟေပြဲအခန်းကြီး၁၀အငယ်၁၉ကနေ၂၂မှာထို့ကြောင့်ညီအကိုတို့ယေရှု၏ကိုခန္ဓာတော်ဒီဟုသောကလကအားဖြင့်ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းတစ်တွင်ငါတို့သည်တန်ရှင်းရာဌာနတည်းသို့ အသွေးတော်ကိုအမိပြု၍အစီအတာမရှိဝင်ရသောအခွင့်ရှိသဖြင့်၎င်း ဘုရားသခင်ဤအိမ်တော်ကိုအုပ်ဆိုးသောယေဘရဟိမင်းရှိသဖြင့်၎င်းငါတို့သည်တစ္ဆာနှင့်ပြည့်စုံသောသဘောရှိ၍ဝိစိတ်ကိစ္စနှင့်ကင်းသောယုံကြည်ခြင်း၌ဒီလျင်စိတ်လုံးကိုတန်ဝေကတရားနှင့်လွတ်အောင်ဖြန်းခြင်းကိုယ်ကာယကိုလည်းကြည်သာရေဖြင့်စီကြောခြင်းရှိပြီးမှအထံတော်သို့တိုးဝင်ချီကပ်ကြကုန်အံ့လို့ဆိုထားခြင်းပဲဖြစ်တယ်။ဒါကကျွန်တော်တို့အပြစ်သားတိုင်းအနေနဲ့နှောင်တနဲ့ ခင်ယေရှုခရစ်တော် ပြင်ဆင်ပေးတဲ့အသက်လမ်းသစ်မှာထောင်ရငရဲကလွတ်မြောက်ပြီးတော့ကိုရောနဲ့အတူဘုရားသခင်စီကိုတိုးဝင်ခွင့်ရခြင်းပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ကလောကကတိုင်မှာတည်ခြင်းကိုယဉ်ဆိုင်ပြီးတော့အသက်ချုပ်သွားတဲ့အချိန်မှာလောကကတိုင်နာမှာယောမတတ်မှုတယောက်လည်းရှိနေခဲ့ပါတယ်။သူကတော့သခင်ယေရှုခရစ်တော်ကတကယ်ဖြောက်မတ်တဲ့သူမှန်တဲ့အကြောင်းဆိုခဲ့ပြီးတော့ဘုရားသခင်ကိုချီးမွမ်းပါတယ်။အဲ့ဒီမှာကြည်နေတဲ့သူတွေကလည်းယဉ်ဘက်ကိုခတ်ပြီးတော့ပြန်သွားကြတယ်။ ဂါလိလဲပြည်ကနေနောက်တော်ကိုလိုက်လာတဲ့မိမတွေနဲ့ကိုတော်ကိုတိကျွမ်းတဲ့သူတွေကလည်းပဲအဝေးကနေရပ်ပြီးတော့မှကြည်နေကြပါလေ။တည်ခြင်းတရားကိုရင်ဆိုင်ရတဲ့ပုဂ္ဂိုလ်၃ဦးနဲ့ရပ်ကြည့်နေတဲ့သူတွေအမျိုးမျိုးထဲမှာလူအမျိုးမျိုးလဲပါဝင်ခဲ့ပါလေ။တည်ခြင်းတရားကိုရင်ဆိုင်ရတဲ့ပုဂ္ဂိုလ်၃ဦးဖြစ်တဲ့လူဆိုးနှယအပြည့်မရှိတဲ့သခင်ယေရှုခရစ်တော်တို့နဲ့အတူကျွန်တော်တို့လည်းပဲအဲ့ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင်ဘယ်လိုခံစားနေကြရမလဲ။ ကျွန်တော်တို့အနေနဲ့အပြစ်မရှိတဲ့အပြစ်သားကိုစားသေခြင်းတရားကိုယဉ်ဆိုင်ပေးခဲ့တဲ့သခင်ယေရှုခရစ်တော်ကိုကြည်ပြီးတော့ယဉ်ဘက်ကိုခတ်ပြီးတော့ပြန်သွားကြတဲ့သူတွေများဖြစ်နေမလားအမျိုးမျိုးကဲ့ရဲ့နေတဲ့သူတွေဖြစ်နေမလားပြည့်ရဲ့ပြုနေတဲ့မင်းအရာရှိနဲ့စစ်သူရဲတွေဖြစ်နေမလားသခင်ယေရှုခရစ်တော်ဟာဖြောင့်မတ်တဲ့သူဖြစ်တယ်ဆိုပြီးတော့တတ်မှုလို့ဖျားသခင်ကိုချီးမွမ်းနေမလားသခင်ယေရှုခရစ်တော်ကိုအာနာရှိတဲ့သူတွေကအမိန်ပေးစေခိုင်းလို့ ကိုယ်တိုင်တက်ခဲ့တဲ့စစ်သူရဲတွေများဖြစ်နေမလားသခင်ယေရှုခရစ်တော်နဲ့အတူအသေးခံပြီးတော့နှောင်တမရပဲကဲ့ရဲ့နေတဲ့ပြည့်ရဲ့ပြုနေတဲ့လူဆိုးဖြစ်နေမလားဒါမှမဟုတ်အမတ်တကယ်နှောင်တရပြီးတော့မှသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့အတွက်သခင်ယေရှုခရစ်တော်နဲ့အတူပရတိတုဘုံမှာအတူရှိမယ်လို့ဂတိတော်ကိုရရှိလိုက်တဲ့သူပဲဖြစ်နေမလားဂျာနာစင်ချင်ခဲ့တဲ့သူအလုံး စစ်မှန်တဲ့နောင်တရပြောမှာသခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်လက်ခံခြင်းကြောင့်သခင်ယေရှုခရစ်တော်နဲ့အတူ အသက်ရှင်နေတဲ့သူအတီးတီးဖြစ်နေကြပါစေ။အာမင်။ဤကွာတဲ့နှကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြတ်တာပြည့်လို့ဆိုအပ်ပါသည်